ားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နိုဝင်ဘာလ10ရက်နေ့နနခင်းသတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါတယ်။ချင်းပြည်နယ်ဒီဒိန်မြို့မှာစစ်ကြောင်းထိုးရန်ထွက်လာသောစစ်တပ်ကိုတိုက်ခိုက်မှုစစ်သား40ဦးသေဆုံးပြီးလက်နက်ခဲယံများနဲ့စစ်တုံးပဲတချို့ကိုရရှိကာစစ်တပ်ကအာဓမပြုခြင်းခဲ့သောအမျိုးသမီးတို့ဦးပါဝင်ပြည်သူ14ဦးကိုကယ်ထုတ်နိုင်ခဲ့ကြောင်းချင်းညီတောင်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ အောက်တိုဘာလ29ရက်နေ့တွင်ဒီဒိတ်မျိုးအတွင်းမှာအကြံဖက်စစ်တအင်အား200ကျော်ဖြင့်ခြေလင်ထွက်လာပြီးဆယ်ဆန်ရွာတွင်စခန်းချကညာအိတ်ကဆက်လက်ထွက်လာသောအကြံဖက်စစ်သားများကိုချင်းညီနောင်တပ်ဖွဲ့များကတိုက်ခိုက်ချိန်မုန်းခဲ့ရာအောက်တိုဘာလ30ရက်နေ့တီဒိတ်ကလေးလမ်းဒိမ်လိုလန်းခွဲအနီးတွင်ပဝင်းကျင်၌အပြန်အလှန်ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရပါသည်။ ရင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်သားများအထိနာသဖြင့်ဆက်မတိုးနိုင်တော့ဘဲထိုနေရာတွင်စကန်းချညိုက်ခဲ့ပြီးအောက်တိုဘာလ31ရက်နေ့တွင်တိတိမ်မျိုးခလာရ269မှာစစ်သား80ခန်းတက်ကူထပ်ပို့ခဲ့ကြောင်းသိရပါသည်။နိုဝင်ဘာလ1ရက်နေ့တွင်နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီးစစ်သားများပြားထိခိုက်ဒေဆုံးကလက်နက်တချို့နှင့်ချောဆွဲထားသောပြည်သူပိုင်မော်တော်ကားတစ်စီးကိုချင်းညီနောင်တပ်ဖွဲ့များကသိမ်းဆည်းရရှိခဲ့ကြောင်းနိုဝင်ဘာက2ရက်နေ့တွင်လည်းနှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ နိုဝင်ဘာလ3ရက်နေ့တွင်အကြံဘတ်စစ်တပ်ကဒေသပြည်သူများကိုလူသားတိုင်းဖြစ်ဖမ်းဆီးသုံးပြုကာထိုးစစ်ဆင်လာသဖြင့်ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာတိရိမ်ကလေးလံစွမ်းပီလံခွဲဘက်မှစစ်အင်အားတချို့ထွက်ရှိလာသဖြင့်နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရပါသည်နိုဝင်ဘာလ6ရက်နေ့တွင်အကြမ်းဖက်စစ်တပ်ကလူသားတိုင်းဖြင့်ဖမ်းဆီးပြီးအတမပြုခြင်းခံရသောအမျိုးသမီးတဦးပါဝင်ဒေသပြည်သူ14ဦးကိုချင်းညီနောင်တပ်ဖွဲ့မှကဲထုတ်နိုင်ပြီးစစ်တုံးဘက်တချို့ကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းသိရပါသည်။ တိုက်ပွဲကာလတစ်လျှောက်တွင်အကြံဖတ်စစ်တပ်ဘက်မှအနည်းဆုံးစစ်သား40ဦးသေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရသည့်အပြင်ထွက်ပြေးလွတ်မြောက်သူတို့ချို့လည်းရှိကြောင်းအကြံဖတ်စစ်တပ်တပ်ဖွဲ့များ၏လက်နက်ခဲယမ်းများနှင့်ချောဆွဲထားသောပြည်သူပိုင်မော်တော်ကားတစ်စီးကိုပြန်လည်သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါသည်။ပြီးခဲ့သည့်အောက်တိုဘာလ26ရက်နေ့မှစ၍ချင်းပြည်နယ်တိရိမ်မြို့ခလာယာ269ကိုအကြံဖတ်စစ်တပ်က MI17 အမျိုးအစားရဟယင်ဖြင့်အခောက်ရီ26ကျင်းစစ်တပ်ကတပ်ရင်အား900ခန့်စစ်တိုက်ပို့ဆောင်ခဲ့ပြီးနောက်အင်အားလုံးရင်းဖြင့်ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းချင်းပြည်နယ်တပ်ဖွဲ့ကအသိပေးထားပါသည်။ ။ရင်းအကျန်းဖက်စစ်တပ်စစ်ကြောင်းသည်တိတိမျိုးမှကလေးလန်းပိုင်းတိုင်းငင်ဘက်သို့ဦးတီကစစ်ကြောင်းထိုးနေခြင်းဖြစ်ပြီးစုစုပေါင်းစစ်အင်အား400ခန့်ပါဝင်ကြောင်းသိရှိရပါသည်။ဆက်လက်ပြီးတော့တနင်္သာရီတိုင်းလောင်းလုံမြို့နယ်တွင်အကြံဖက်စစ်တပ်ကတရားမဝင်ရွေးကောက်ပွဲအတွက်မဲစင်းပြည်သူနိုင်ရန်စစ်ကြောင်းထိုး၍အိမ်နောက်စုစည်ရင်များကိုလိုက်လံကောက်နေသောကြောင့်ဒေသပြည်သူများနှင့်စည်ရေးတရင်ရင်မြစ်ကပြောဆိုထားပါသည် နိုဝင်ဘာလအတွင်းအကြံဖက်စစ်တပ်ကလောင်းလုံမြို့နယ်အတွင်းရှိမောင်းမကန်ဒေသ၊ကမျောကင်းဒေသနှင့်လောင်းလုံရေပြူအကြားရှိကျေးရွာများကိုစစ်ကြောင်းတို့ဝင်ရောက်၍တရားမဝင်ရေကောက်ပွဲအတွက်မဲဆင်းပြုစုနိုင်ရန်အိမ်နာစုစည်ရင်များလိုက်လံကောက်နေခြင်းဖြစ်ကြောင်းသိရပါသည်။လက်ရှိချိန်တွင်လောင်းလုံမျိုးပေါ်နှင့်ကြေးရွာများရှိပြည်သူများသည်စစ်ပေးတိမ်းရှောင်နေရခြင်းကြောင့်စစ်တပ်ကအင်အားသုံး၍စစ်ကြောင်းထုတ်ပြီးအိမ်နောက်စုစည်ရင်လိုက်ကောက်ပေးနေရခြင်းဖြစ်ကြောင်းသိရပါသည်။ အခုစစ်ခွေးရေစီမှာရှိတဲ့စည်ရင်ကအရင်လူဦးရေစီရင်ဟောင်းကြီးဆိုတော့မဲစင်းမပြူစုနိုင်ဘူးအဲ့ဒါကြောင့်စစ်ခွေးတွေကသူတို့စည်ရင်လှုပ်ရှားနေတဲ့မောင်းမကန်ကမျောကင်းနဲ့လောင်းလုံးရေပြူအကြပေါ်သူတို့စစ်ကြောင်းလှုပ်ရှားနေတဲ့နေရာတွေမှာပြည်သူတွေကိုအိမ်နာစုစည်ရင် ကောက်တာဓာတ်ပုံရိုက်ပြီးယူသွားတာတွေလှုပ်ဆောင်နေတာကိုဒေတာရင်းစည်ရင်တဲ့င်းမြစ်ကပြောဆိုပါတယ် အလားတူနိုဝင်ဘာလ3ရက်နေ့ကလည်းလောင်းလုံမြို့နယ်စခန်းကြီးရွာကိုအကြမ်းဖက်စစ်တပ်စစ်ကြောင်းကစစ်ကြောင်းထိုးဝင်ရောက်ပြီးရွာထဲမှာထွက်ပြေးတိမ်းရှောင်ခြင်းမရှိသောပြည်သူများအကြမ်းဖက်စစ်ကောင်စီကပြုလုပ်မိအတူရောင်ရွေးကောက်ပွဲ၌မဲထဲကြရန်စီယုံပြုတ်စုခဲ့ပြီးနောက်အင်နာစုစီရင်များကောက်ခံသွားကြောင်းသိရပါသည်။ ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ထိုင်းနိုင်ငံအတွင်းအကြောင်းမျိုးမျိုးနဲ့ပြစ်ဒဏ်ကြခံကလွတ်ရပ်စေတဲ့မြန်မာလူသား59ဦးကိုနိုဝင်ဘာလ9ရက်နေ့ကထိုင်းအာဏာပိုင်တွေကဆေးအုပ်စုထံလွှတ်ပြောင်းပေးအပ်ခဲ့တယ်လို့ထိုင်းနိုင်ငံရနောင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ထုတ်ပြန်တဲ့စာရင်းအရသိရှိရပါတယ်။မြန်မာနိုင်ငံသားအမျိုးသား33ဦးအမျိုးသမီး14ဦးစုစုပေါင်း59ဦးကိုထပ်မံလွှတ်ပြောင်းပေးခဲ့တာဖြစ်တယ်လို့အခုလိုနေရပြန်ပို့မှုက2025ခုနှစ်အတွင်း73ကြိမ်များဖြစ်ပြီးအခုနှစ်တွင်နေရပြန်ပို့ခံရသူ1800ဦးရှိလာပါပြီ။ မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ခံရတဲ့ပြည်တံကြခံပြီးသားမြန်မာရွှေ့ပြောင်းလုံတမာများကိုစစ်တပ်ကအာဓမစစ်မှုထမ်းဆူဆမှုများပြုလုပ်လျက်ရှိကြောင်းထိုင်းနိုင်ငံရောက်မြန်မာလုံတမာရေးဆောင်ရွက်သူတို့ကပြောဆိုပါရယ် ရန်နောင်ဘက်ကပြန်ပို့ခံရတဲ့အသက်၁၈နှစ်ကနေအသက်၃၅နှစ်တွင်လူငယ်တွေဘယ်သူမှအိမ်ပယ်မရောက်ကြပါဘူးတခါတည်းစစ်မှုထမ်းခုတ်ခံရပါတယ်အဲ့ဒါကတော့ကျွန်တော်တို့စီရောက်လာတဲ့စီးရင်တွေရောမိသားစုဘက်ကအကြောင်းကြားတာတွေရောသိရတာပါထိုင်းကလူစုဖမ်းပြီးစစ်တပ်အတွက်စစ်မှုထမ်းပြန်ပို့နေတယ်လို့တော့ဖြစ်နေပါတယ်ဟုရန်နောင်ခြေဆိုင်မြန်မာလူသမားကြီးကူညီဆောင်ရွက်ပေးနေသူကရှင်းပြပါတယ် အခုလိုပြန်ပို့ခံရတဲ့မြန်မာလူသမားတွေထဲကစစ်မှုထမ်းအကျုံးဝင်နဲ့အသက်ရွေးရှိလူငယ်တွေကိုစစ်တင်နေကြောင်းကိုပို့ဆောင်ခံရသူတွေရှိတယ်လို့စစ်မှုမထမ်းစီလိုတဲ့မိသားစုဝင်တွေကငွေကြေးများစွာပေးပြီးရွေးထုတ်ရတာတွေလည်းရှိနေတယ်လို့ဒေသခံတွေစီကသိရှိရပါတယ်အော်တိုဘာလ9ရက်နေ့ကလည်းထိုင်းနိုင်ငံတွင်ဖမ်းဆီးထိန်းသိမ်းခံရသည့်မြန်မာနိုင်ငံသား60ဦးအားရနောင်းအောက်ကခွန်စိကန်တရာမှတဆင့်မြန်မာနိုင်ငံကော့တောင်ဘတ်သို့ပြန်လည်လွှဲပြောင်းခဲ့ပါသည်။ ဆက်လက်ပြီးတော့ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ဓီဖိုးဆန်ရွာတို့စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ15ဦးခန့်တိဆုံးပြီးတနက်ရှိလက်သိသိရရှိခဲ့ကြောင်းဒေတာရင်းစီရေးတရေမြေကပြောဆိုပါရယ်။နိုဝင်ဘာလ6ရက်နေ့ကော့ဂရိတ်မြို့နယ်ဓီဖိုးဆန်ကြီးရွာကိုစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များကဓီဖိုးဆန်ကြီးရွာနှင့်ကွိမောင်တိုင်ကြီးရွာအကြားရှိကျမောက်ချန်တွင်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ ထိုတိုက်ခိုက်မှုတွင်အကြံပတ်စစ်တပ်ဘက်မှ15ဦးခန့်သေဆုံးခဲ့ပြီးတနက်ရှလက်သိသိရရှိခဲ့ကြောင်းထိုတိုက်တွေ့တိုက်ပွဲသည်နိုဝင်ဘာလ9ရက်နေ့နနက်ပိုင်းထိဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရပါသည်။ထီဘိုးစံကျေးရွာနှင့်ကွိမောင်တိုင်ကျေးရွာအကြားကစက်မောက်ချက်မှမနေ့ကလည်းဖြစ်တဲ့ဒီနေ့လည်းတမန်နှလုံးပစ်တဲ့တနက်ရှလက်ရတယ်လို့သိရတယ်။စစ်ခွေးတွေကတနက်တွေကြံခဲ့တာရန်သူတွေတာတော့တော်တော်များတယ်။တီတာ15កောင်လောက်ရှိမယ်။ဒဏ်ရာရတာတွေလည်းများတယ်ဟုဒေတာရင်းစီရေးတရင်မြေကပြောဆိုပါရတယ်။ အဆိုပါတိုက်ခိုက်မှုကိုဂလိုထူဗျူဟာစစ်ကြောင်းတက်မဟာ3တက်မဟာ9နဲ့တက်မဟာ9တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရှိရပါသည်။အော်တိုဘာလပိုင်းမှာစတင်ပြီးအကြံဖက်စစ်တပ်ကကော့ဂရိတ်မြို့နယ်အတွင်းကိုအင်အားလုံးရင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်နေတော့လဲစစ်မှုထမ်းတပ်သားတင်များကိုရှေ့ဆုံးမှထား၍တိုက်ခိုက်နေသောကြောင့်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြပြီးအချိန်ချင်းပြန်လည်ဆုတ်ခွာနေကြောင်းစစ်ရေးတရင်မြေကဆက်လက်ပြောဆိုပါသည်။ ဆက်လက်ပြီးတော့သကိုင်းတိုင်းကံဘလူမြို့နယ်အတွင်းရှိရွှေဘိုမြကြီးနာလမ်းမိုင်းတွင်အကြမ်းဖက်စစ်တပ်ကခီးသွွားလူငယ်၃ဦးကိုစစ်မှုတန်းဖြင့်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းကံဘလူခရိုင်တရင်လေးမှပြောရေးဆိုခွင့်ရှိသူကပြောဆိုပါရယ်။ နိုဝင်ဘာလ3ရက်နေ့တွင်ဆလင်းကြီးမြို့နယ်မှာမြေကြီးနားဘက်သို့ထွက်လာသောခရီးသည်တင်ကား2စီးကိုကံဘလူမြို့နယ်ရွှေဘိုမြေကြီးနားပြူဟာလန်ဇီကိုမလဲလန်းဆောင်တွင်စစ်တပ်ကရက်တန့်စစ်ဆီးခဲ့ကြောင်းရင်းနောက်ခီးသွားပြည်သူများထံမှအတင်းအဓမ္မငွေကြေးတောင်းခံရုံသာမကခီးသွားလူငယ်73ဦးကိုလည်းကားပေါ်မှဆွဲချကစစ်မှုထမ်းဖြင့်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းနိုဝင်ဘာလ4ရက်နေ့မိုးလွယ်ပိုင်းတွင်စစ်တပ်ကဖမ်းဆီးလာသောခီးသွားလူငယ်73ဦးကိုကံဘလူမြို့ရှိအကြမ်းဖက်စစ်ကောင်စီ၏တင်ကားတရင်63936တို့ပို့ဆောင်လိုက်ကြောင်းသိရပါသည် လူငယ်တွေကဘယ်ရွာဘယ်ဒေသကလဲဆိုတာအတိအကျမသိရသေးဘူးပြည်သူတွေကိုဂရုပြုသွားလာကြဖို့လိုပါတယ်ဟုကံဘလူခရိုင်တရင်လေးတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူကပြောဆိုပါတယ်ကံဘလူမျိုးနယ်အတွင်းရှိရွှေဘုံမြေကြီးနာဘျူဟာလန်းပေါ်မှာစစ်တပ်ကခီးသွားပြည်သူများထံမှဆက်ကြီးကောက်ခြင်းအမျိုးသမီးများကိုအာဓမပြုခြင်းချင်းတပ်ဖြတ်ညှဉ်းပန်းခြင်းများမကြာခဏပြုလုပ်နေ၍ပြည်သူများအနေဖြင့်ခီးသွားလာရရင်ဂရုစိုက်သွားလာကြပါယံကံဘလူခရိုင်တရင်လေးကအသိပေးနှိုးဆော်ထားပါတယ် အကြံဖတ်စစ်တပ်ကယခုနိုဝင်ဘာလလယ်ပိုင်းတွင်စစ်မှုထမ်းအပတ်စဉ်၁၉ကိုပွဲလှပီးဖြစ်ပြီးရင်းစစ်မှုထမ်းအပတ်စဉ်၁၉အတွက်ရန်ကုန်မန္တလေးပါဝင်မြို့ကြီးများနှင့်နိုင်ငံတော်ဝန်စစ်စည်းရေးဂိမ်းများတွင်လူငယ်များကိုအတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးခြင်းများဖြစ်ပွားလျက်ရှိကြောင်းစုံစမ်းသိရှိရပါသည်။ဆက်လက်ပြီးတော့မန္တလေးတွင်စစ်တပ်ကစိုက်ကဲစည်းလာသောလူငယ်များကိုစစ်မှုထမ်းဖြစ်ပေါ်တာဆွဲရန်လိုက်လံဖမ်းဆီးခြင်းရပ်ထားသောကားကိုဝင်တိုက်ပြီးတအူးသေးက၃ဦးဒဏ်ရာရရှိခဲ့ကြောင်းရင်းပြည့်စွင်နှင့်ဒဏ်ရာရရှိသူတအူးဤမိတ်ဆွေများကပြောဆိုထားပါသည်။ နိုဝင်ဘာလ6ရက်နေ့ညပိုင်းမန္တလေးမြို့မဟာအောင်မြင်မြို့နယ်တွင်စစ်တပ်ကလူငယ်များကိုတားဆီးဆီးဆီးခြင်းပေါ်တာဆွဲဖမ်းဆီးခြင်းများလုပ်ဆောင်ခဲ့ကြောင်းထို့သို့လုပ်ဆောင်စဉ်စိုက်ကဲစီးလူငယ်တချို့ကိုလည်းတားဆီးဆီးဆီး၍ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းယင်းချင်းစိုက်ကဲစီးလူငယ်များကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးရန်ပြင်ဆင်နေစဉ်လူငယ်စိုက်ကဲကရက်မပြေပဲမောင်းပြေးခဲ့ကြောင်း အဆိုပါလူငယ်တို့ကိုစစ်တပ်ကအင်စီကစစ်ကားများဖြင့်လိုက်လံဖမ်းဆီးရာအဆိုပါဆိုင်ကမှမန္တလေးမြို့မဟာအောင်မြင်မြို့နယ်38လမ်းနဲ့လမ်း80တွင်အချိန်မထိန်နိုင်တော့ဘဲလမ်းမေးရရထားတော့ကားကိုဝင်တိုက်ခဲ့ပြီးယင်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်ဒီဖြစ်စဉ်ကသူ့အတူစိုက်ကယ်တိုက်တာမဟုတ်ပါဘူး။နောက်ကနေစစ်ခွေးတွေကကပေါ်တာဆွဲဖို့စိုက်ကယ်သမားလူငယ်ကိုလိုက်တာမှာစိုက်ကယ်သမားလူငယ်ကထွက်ပြေးရင်ရဲထားတဲ့ကားကိုဝင်တိုက်တာတအူးပွဲချင်းပြီးတည်ဆုံနေကျန်သုံးဦးကလည်းဒဏ်ရာပြင်းထန်တန်ရရှိပါတယ်ဟုဒေသပြည်သူတအူးကပြောဆိုပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးမန္တလေးခြေဆိုင်မနီစလာလူမှုကူညီရေးအသင်းနဲ့ပရာဟိတာဒါရီလူမှုကူညီရေးအသင်းတို့ကကယ်ဆယ်လှုပ်ဆောင်ခဲ့ပြီးဒဏ်ရာရရှိသူများနဲ့တည်ဆုံသူတို့ကိုမန္တလေးပြည်သူစေယုံကြည်သူပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။မန္တလေးမြို့ပေါ်တွင်ယခုနိုဝင်ဘာလလယ်ပိုင်းတွင်ဖွင့်လှစ်မြေစစ်မှုထမ်းအပစင်စကိုးအတွက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများကိုအကြီးအကျယ်လှုပ်ဆောင်လာကြောင်းမန္တလေးမှဒေသပြည်သူများကပြောဆိုကြပါတယ်။ ဆက်လက်ပြီးတော့နောက်ဆုံးသတင်းတစ်ခုအနေနဲ့အကျန်းဖက်စစ်တပ်ဤရွေးကောက်ပွဲထောက်ခံရေးဝါရဖြန့်လှူရှာမှုတွင် PTU အင်နာကျော်စင်လူမဲပါဝင်နာမည်ကျော်နုပညာရှင်များကိုစတင်ဖိအားပေးပါဝင်ခိုင်းနေပြီဖြစ်ကြောင်းအနုပညာတိုင်းဝိုင်းကပြောဆိုပါရသည် အောက်တိုဘာလ30ရက်နေ့အကြံပေးစစ်တပ်လက်အောက်ခံပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှညွှန်ချုပ်အေးချွဲကရန်ကုန်မြို့ရှိရုပ်ရှင်ရုံလုပ်ငန်းတွင်ရုပ်ရှင်အတိုင်းဝိုင်းကိုခေါ်ယူတွေ့ဆုံခဲ့ပြီးလာမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ကပြုလုပ်မည့်ဝါရဖြန့်အလိညာစည်းရုံးများတွင်ပါဝင်သရုပ်ဆောင်ရမည်ဖြစ်ကြောင်းလူငင်းဖြင့်ပြည်내လွတ်မြောက်လာသောအမှုပညာရှင်သရုပ်ဆောင်ရပါမကြံပါဝင်ရမည်ဖြစ်ကြောင်းအကယ်၍ညင်းဆန်လင်းအထက်အမိန်ရအရေးယူမည်ဟုဖိအားပြပြောဆိုခဲ့ပြီးနောက်ယင်းကဲ့သို့စစ်တပ်၏ဝါရဖြန့်လှုပ်ရှားမှုများတွင်ပါဝင်လာရခြင်းဖြစ်ကြောင်းသိရပါသည် စစ်ကောင်စီရဲ့တူယောင်ရွေးကောက်ပွဲမဲပေးဖို့ထောက်ခံဖို့အတွက်ပြည်တွင်းနုပညာရှင်တွေကိုဖိအားပေးလာခြင်းပေါ်တချို့နုပညာရှင်တွေပါဝင်ရိုက်ကူးမှုတွေဖြစ်လာတယ်။ PDU အင်နွာကျော်စင်းနဲ့လူမင်းပါဝင်တရုတ်ဆောင်တွေအနုပညာရှင်တွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရိုက်ကူးပေးကြရတယ်။ဒါ့အပြင်ဒါရိုက်တာမီးဘွား၊ဝိုင်း၊အော်ရတာနဲ့ဝင်းလွင်ထတ်တို့ကရိုက်ကူးပေးနေရတယ်။လူမင်းကတရုတ်ဆောင်အနေနဲ့ရိုက်ပေးတာမဟုတ်ဘဲနဲ့ဒါရိုက်တာအနေနဲ့လုပ်ပေးမယ်ဆိုပြီးရှူတင်ကိုရောက်လာပေးမယ်ရှူတင်ကနေထွက်သွားတယ်လို့သိရတယ်ဟုသတင်းရင်းမြစ်များကပြောဆိုပါတယ် တရုတ်ဆောင်မင်းသမီးဖွေးဖွေးမှမူစစ်တပ်ကဝါရားဖြန့်လှုပ်ရှားမှုတွင်ပါဝင်ရန်ဆင့်ခွန်မှုကိုမလာရောက်သဖြင့်ပြင်ဦးလွင်တွင်ဇကားရိုက်နေစဉ်ခေါ်ယူမင်းမြန်ခံခဲ့ရကြောင်းတို့ရတွင်ဖမ်းဆီးခြင်းမရှိဘဲဝါရားဖြန့်လှုပ်ရှားမှုတွင်ပါဝင်မည်ဟုဆိုသောဝန်ခံချက်ဖြင့်ပြန်လည်လွှတ်ပေးလိုက်ကြောင်းသိရပါသည်ပြင်ဦးလွင်မှာရိုက်ကူးရင်းလှုပ်ရင်းခေါ်ဆစ်ခံရတာဖမ်းနာတော့မဟုတ်ဘူးစစ်တပ်ကခေါ်တာမရိုက်ပြီလို့ခေါ်မိတာအခုတော့မင်းမျိုးမှာဇကားရိုက်နေတယ်ဟုအမှုပညာရှင်တိုင်ဝမ်ကပြောဆိုပါသည် တခြားတစ်ဖက်တွင်လည်းတရုတ်ဆောင်မော်ဒယ်မင်းသားအလင်းရောင်ကိုလည်းစစ်တပ်ကခေါ်ယူမင်းမြတ်မှုရှိသည်ဆိုသောသတင်းများလည်းထွက်ပေါ်လျက်ရှိပါသည်အကြံဖတ်စစ်တပ်ဤလိန်လေဝါရပြန်ရွေးကောက်ပွဲနှင့်ပတ်သက်သောခေတ္တမိုင်းကိုဒုံးဆိုင်မိသူများဇလန်းနှင့်တရုတ်ဆောင်များကိုပြည်သူများကဝိုင်းဝန်းဆန့်ကျင်တဲ့ပိမောက်မှုအရှိန်တက်လာခြင်းတွင်စစ်တပ်ကတခြားသောနှုပညာရှင်များနှင့်တရုတ်ဆောင်များကိုဖိအားပေးလာခြင်းဖြစ်ပါသည်။ယင်းပြင်နှုပညာရှင်များနှင့်တရုတ်ဆောင်များအဆိုတော်များကိုစစ်တပ်ထံသို့ကြိုတင်ကြားခြင်းနှင့်ခွင့်ပြုချက်မယူဘဲပြည်ပသို့ထုတ်ခွာခွင့်မပြုတော့ကြောင်း ပြည်ပသို့ထွက်ခွာမည်ဆိုရင်ခွင့်ပြုချက်ယူရမည်အပြင်ပြန်လာရန်ကိုလည်းကတိခံဝင်ချက်ထိုးရမည်ဖြစ်ကြောင်းအကယ်၍ခွင့်ပြုချက်မရှိဘဲပြန်လည်ထွက်ခွာရန်ကြိုးစားပါကလေးစိမ့်မှပြန်လှည့်ခိုင်းမည်ဖြစ်ကြောင်းလက်ရှိတွင်လေးစိမ့်မှလှည့်ပြန်လာရသောအမှုပညာရှင်များရှိနေကြောင်းစစ်လော်ဘီအစိုးရုံလေး၏လူမှုကွန်ရက်တွင်ဖော်ပြချက်နှင့်ပြည်ပထွက်ခွာရန်ညှင်းဆုပ်ခံရသောအမှုပညာရှင်တချို့ထံမှသိရှိရပါသည်ဒီကနေ့မှတင်ဆက်ပေးသွားတဲ့သတင်းများကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ် နေ့စဉ် update သတင်းများကိုတင်ဆက်ပေးနေတာဖြစ်လို့ကျွန်မတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နေပါစေ။